ကျွန်တော်အမေဆင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော်ရဲ့အမေဆင်များကိုလုံးပိန်ဤနှမျိုးကိုပြန်လဲမြောက်တောက်မှာဖြစ်ပါတယ်ဒီလုံးပိန်ဤနှမျိုးကကျွန်တော်ပြည့်ခဲ့တဲ့တပတ်ကအဟာဖြစ်ပါတယ်ဗောနောကျွန်တော်တစ်လုံးပိန် sorry လုံးပိန်နံပါတ်1နဲ့လုံးပိန်နံပါတ်2နဲ့ဗောနောအဲ့မှာခွန်ခွန်တူတယ်3ခွန်ခွန်ဗောနောလေးလေးတူတယ်ချစ်ကိုလေး9 6 3 9 6 3ခွန်ခွန်တီ6 8ခွန်ခွန်ခွန်တီ2 2ခွန် တုံးတုံးဒီတုံးရှိရှိကိုကိုကတုံးတုံးညာကိုနေတုံးဒီတုံးကနေပေါ့နော်တဖန်နေတုံးပဲတုံးကိုနေစပြီဖြစ်ပါတယ်လဲရှောင်းမှာတော့နေလဲရှောင်းတုံးရနေရဒီတုံးနေလေနေရနေရဒီရှင်းကားနေရှဲရငားရရှစ်ဆောင်ငားပေါ့နော်တုံးရငားရဒီတုံးငားရှောက်ရှောက်ရှောက်ဒီရှောက်လေးရှောက်၉၄နဲ့ရှင်းနဲ့က၉၈၉၆ဒီ၆ကိုရှောက်ဖြစ်ပါတယ်ဒီပြီးခရက်ဘက်မှာ၉၉ဆိုပြီးပြပြထားတယ်ပေါ့နော်အဲ့မှာ၈၉၈ဆိုပြီးဖြစ်ပါတယ်ဒီတစ်ဘက်မှာကျွန်တော်တို့၉ရတည့်ရဆိုပြီးရနေတယ် ဒါတင်ရှာနေရပါတော့တင်ရှာနေရကိုတည်ရတယ်ဆိုပေမဲ့လည်းကျွန်တော်ကတော့တဲပြီးတော့မကြိုက်ဘူးပေါ့နော်ဒါအဲကျင်းနေတဲ့မိတ်ဆွေများအတွက်ပေါ့နော်ကျွန်တော်ကတော့နေ့အရာထောပြပြီးရှင်းတာဖြစ်ပါတယ်တို့တော့ကျွန်တော်ကအာကျွန်တော်ရှုပ်ထားတဲ့ဟာနဲ့တော့ကျွန်တော်ဒီမှာတိမ်ပြီးတော့ဒီကိုတည်လုံးပိုင်ကိုတိမ်မကြိုက်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကနောက်ထပ်အာနေ့လုံးပိုင်ဒီနှမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်အာဆိုရင်ကျွန်တော်အတူတူဆက်ပြီးတော့ နီးအတစ်ကိုလေ့လာကြည့်မယ်ပေါ့နော်။ Okay ဒါလေးကတော့လုံးပိန်နီးအတစ်နံပါတ်၁ပေါ့နော်။ဒီရှစ်လုံးပိန်ဆိုပြီးဖြစ်ပါတယ်။ဒီရှစ်လုံးပိန်မှာဒီ၆ရှစ်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒီနှစ်လုံးပိန်မှာတော့နှစ်နှစ်ခွန်ဆိုပြီးဖြစ်ပါတယ်။ဒီရှစ်လုံးပိန်မှာဒီ၃ရှစ်ရှစ်ဖြစ်ပါတယ်ခင်ဗျာ။ဒီ၉လုံးပိန်မှာဆိုရင်၃၃၉နှစ်လုံးပိန်မှာဆိုရင်3နှစ်ဆိုပြီးဖြစ်ပါတယ်ဒီနှစ်လုံးပိန်မှာလည်း3 9နှစ်ဖြစ်ပါတယ်6လုံးပိန်မှာတော့နှစ်လဲ6 ဒီနေ့လုံးပိုင်ဒီ3နှစ်လေဒီနေ့လုံးပိုင်ဒီ3ငါးနှစ်ဒီငါးလုံးပိုင်ကရှစ်ဆောင်ငါဒီငါးလုံးပိုင်ဒီ3ငါးလျှောက်ဖြစ်ပါတယ်ပြီးတော့ဒီ6လုံးပိုင်မှာလျှောက်လေးလျှောက်ဒီ7လုံးပိုင်9ခွန်8 9လုံးပိုင်လျှောက်9လျှောက်ဒီ9လုံးပိုင်မှာလည်း8 9 8စသည်ဖြစ်ပါတယ်โอเคဒီမှာကြည့်အောင်ဗျာသူဒီကျွန်တော်ဒီလုံးပိုင်ကြီးအရာအလေတော့မဟုတ်အပိတ်နေရာတောက်လျှောက်ဖြစ်ပါတယ်ဗောနော် အဲ့မှာဆိုရင်ကျွန်တော်ရှစ်ဒီအလဲနှစ်အလဲရှစ်ရှစ်လေးပိတ်ပါတော့ကိုအပိတ်နှစ်ကအပိတ်နှစ်ကလေးအပိတ်လျှောက်ကလေးအပိတ်ပါတော့အပိတ်လေးချိန်ဖြစ်ပါတယ်ပြီးရင်အလဲပြီးရင်အပိတ်အပိတ်အလဲအပိတ်ပါတော့ပြီးရင်ကျွန်တော်ဒီမှာလဲအအပိတ်ပါတော့ပြီးရင်အလဲအလဲဆိုပြီးတော့အလဲပိတ်နေရာမှာတောက်လျှောက်ဖြစ်ပါတယ်ထိပ်စီးနေရမှာဆိုရင်ဒီနေ့နေ့ခွန်မှာနေ့နေ့ရှေးအပူပဲဖြစ်ပါတယ်ဗောနော်။ကြံနေအချိန်တွေကသူဒီအလေးတုံးခေါအပိပဲဖြစ်ပါတယ်။ โอเคသူရဲ့နီးလေးကိုကျွန်တော်ဒီလိုလဲလာကြည့်မယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်လောင်းပယ်နီးနံပါတ်1ဖြစ်ပါတယ်သူ့မှာကျတော့ဒီ6နဲ့6နဲ့ပေါင်းတယ်ပေါ့နော်6နဲ့6ပေါင်းရှင်းက14ဖြစ်ပါတယ်ခင်ဗျာ9နဲ့ချိန်ပေါင်းရှင်းက18ပေါ့နော်9 935နောက်ထပ်ဒီ9နဲ့3ပေါင်းတာက10ဖြစ်ပါတယ်နီးနဲ့3ညာနဲ့ပေါင်းရှင်းဒီ1 6ကတစ်ကြိမ်5က3ကြိမ်ဆိုတဲ့အတွက်15ကိုကျွန်တော်9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ ဒီရှင်းရဒီနေ့ရပေါင်းရှင်းက30ပေါ့နော်ငားနဲ့ဒီငားနဲ့ပေါင်းရင်30ဖြစ်ပါတယ်နောက်ထပ်ဒီလေးနဲ့ဒီ6နဲ့ပေါင်းရင်30ဆိုရတဲ့ဒီမှာ9ဒလုံးကျန်တယ်ပေါ့နော်9ဒလုံးကျန်တာဆိုရင်9လုံးပိန်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာသူက6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ဒီနောက်ဒီ9လုံးပိန်မှာ6 9 6ဖြစ်ပါတယ်ဒီမှာပြပေးထားတယ်ပေါ့နော် ကိုးလုံးပိုင်မှာရှောက်ကိုရှောက်ဆွေးပြီးဖြစ်ပါတယ်နောက်ထပ်လည်းဒီနေ့အတိုင်းပဲကျွန်တော်ကိုးလုံးပိုင်ချစ်ကိုရှစ်စွာလေးကိုဆက်ပြီးလေ့လာကြည့်အောင်ပါနော်ဒီရှစ်မှာတစ်ကြိမ်၃ညမှာတစ်ကြိမ်ပါနော်ရှောက်မှာဆိုတဲ့အတွက်ဒီကိုးမှာကိုးထိတ်မှာ၄ကြိမ်ပြီးရင်အလယ်မှာ၅ကြိမ်ကိုးထိတ်မှာ၄ကြိမ်အလယ်မှာ၅ကြိမ်ပါနော်တစ်ကြိမ်တစ်ကြိမ်စီဒီလိုလေးတစ်ကြိမ်တစ်ကြိမ်ပေါ့ဖြစ်ဖြစ်ပါတယ်ပြီးရင်နေ့မှာ၄ကြိမ်၃ညမှာ၄ကြိမ်ရှစ်မှာ၄ကြိမ်ကိုးမှာ၄ကြိမ်ပါနော်တစ်ကြိမ်၃ကြိမ်တစ်ကြိမ်၃ကြိမ်အပေါင်းကိုအပေါင်းကိုဆိုပြီးအပေါ်ကနေအတိုင်းပဲဖြစ်ပါတယ် 3ရက်9ရက်ပေါင်းတာက9ဖြစ်ပါတယ်ခင်ဗျာ6ရက်ချိန်ပေါင်းတာ7ရက်9 9 40နဲ့5တင်းနဲ့5ပေါင်းချင်းဒီ6 9ရက်ချိန်78 8နဲ့6ပေါင်းချင်းက16ဖြစ်ပါတယ်ဒီ၄ရက်တစ်ချိန်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်6 3ချိန်ပေါင်းတာက18ဖြစ်ပါတယ်ပြီးရင်9နဲ့ထပ်ပေါင်းမယ်ပေါ့နော်ဒီ9နဲ့6ပေါင်းရှင်းဒီ7တင်းနဲ့ဒီ9နဲ့ပေါင်းရင်20ဖြစ်ပါတယ် ဒီ6နဲ့4ပေါင်းရင်20ဒီ6နဲ့8ပေါင်းရင်30ကျွန်တော်ဒီမှာ9လုံးကြံနေအတွက်9လုံးပိုင်ပဲဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာဆိုရင်လည်း6 9 8ဆိုပြီးဖြစ်ပါတယ်အားကြောင့်မို့9လုံးပိုင်မှာ6 9 8ပေါ့နော်9လုံးပိုင်မှာ6 9 8အစင်းဒီအပေါ်ကနေအတိုင်းပဲပေါ့နော်ဒီမှာတစ်ကြိမ်တစ်ကြိမ်တစ်ကြိမ်နဲ့ကြိမ်အမြောက်၅တစ်ကြိမ်နဲ့ကြိမ်အမြောက်၅ပေါ့နော်ပြီးရင်သူ့ကိုတစ်ကြိမ်ဒီအပိတ်မှာတစ်ကြိမ်စီပေါ့နော်ထိနေပိတ်နေမှာ တစ်ကြိမ်နဲ့နှစ်ကြိမ်စီအပြင်ဒီမှာတစ်ကြိမ်တုံးကြိမ်တစ်ကြိမ်တုံးကြိမ်အပေါင်း၉ဆိုပြီးဖြစ်ပါတယ်။၃နဲ့၅ပေါင်းရှင်းဒီရှင်းဖြစ်ပါတယ်။ရှင်းနှစ်ကြိမ်ပေါင်းတာ၁၆၉၅လျာ၄၀နဲ့၅ပေါ့နော်။ခွန်နဲ့၉ပေါင်းတာက၁၆ဖြစ်ပါတယ်။တစ်၃ကြိမ်က၃၆ကတစ်ကြိမ်ပြီးရင်ဒီ၉နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။6နဲ့9ပေါင်းရှင်း15ပေါ့နော်9နဲ့ပေါင်းရင်20ဖြစ်ပါတယ် မောက်သား6နှစ်ကြိမ်စနစ်နေ့နဲ့ဒီရှင်းနဲ့ပေါင်းရင်တစ်ဆယ်ဖြစ်ပါတယ်။ဒီမှာ3သလုံးကြံတဲ့အတွက်ဒီနေ့အရာကျင်တော့3လုံးပိုင်စုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ဒီမှာတော့3လုံးပိုင်စုပြီးရနေတယ်ပေါ့နော်။ဒါဆိုရင်ဒီမှာတော့ကျွန်တော်3လုံးပိုင်စုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါတင်ချာနီအရာပေါ့နော်။တင်ချာနီအရာကျွန်တော်လေ့လာလို့ရအောင်ပြန်လည်မြောက်ရှင်းတာဖြစ်ပါတယ်။ဒါကနီးနံပါတ်1 နောက်ထပ်ကျွန်တော်ဤနံပါတ်2ကိုလည်းဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ဒါလေးကတော့ကျွန်တော်ဤနံပါတ်2ဖြစ်ပါတယ်။ဤနံပါတ်2မှာ၃ညလုံးပိန်ဒီခွန်၃ည၃ညဖြစ်ပါတယ်။ဒီ၃လုံးပိန်ဒီ၃ခွန်ခွန်ပေါ့နော်။ဒီ၄လုံးပိန်မှာ၈၉၄။ဒီ၆လုံးပိန်မှာ၅၆၃။ခုနှစ်လုံးပိန်မှာ၆၈ခွန်။ဒီခုနှစ်လုံးပိန်မှာ၄၄ခွန်ဆိုပြီးဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ဒီ၃လုံးပိန်မှာကျတော့၃၃၈၈ပေါ့နော်။ ဒီဒီ၃လုံးပိုင်းပဲထရရတယ်339ဖြစ်ပါတယ်ဒီနှစ်လုံးပိုင်းမှာ39နှစ်ဒီ၃လုံးပိုင်းမှာကျတော့39နှစ်ဖြစ်ပါတယ်ဒီနှစ်လုံးပိုင်းမှာနှစ်လေးရှောက်နောက်ထပ်ကျွန်တော်ဒီနှစ်အရာပေါ့နော်လေးအလုံးပိုင်းမှာ၃နှစ်လေးနှစ်လုံးပိုင်းမှာ89နှစ်၅လုံးပိုင်းမှာ၈ရှောက်၅၆လုံးပိုင်းမှာ39ရှောက်လေးလုံးပိုင်းမှာ၆လေးရှောက်၉လုံးပိုင်းမှာ98 9လုံးပိုင်းမှာ69ရှောက်ဆိုပြီးတော့ကျွန်တော်ဒီလိုလေးတောက်လျှောက်အုပ်ကြီးသွားခဲ့ပြီးပြီပေါ့နော် ခဲဒါလေးကိုလည်းကျွန်တော်ဒီလိုလေးလာကြည့်မယ်ပေါ့နော်ဒီ9 3ည3ကနေစပြီးတော့ကျွန်တော်လုံးပိုင်တလုံးတောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာ3နှစ်နဲ့85နှစ်86က36 64 69 98 69 6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်ပြီးလေးလာကြည့်အောင်လားခင်ဗျာအဲ့ဒီကတော့သူရဲ့နီးလေးဖြစ်ပါတယ်ခနော်နီးနံပါတ်2ဖြစ်ပါတယ်နီးနံပါတ်2မှာ၈၃ချိန်ပေါင်းတာ20နဲ့ 63ကြိမ်ပေါင်းတာ18 9နဲ့ခွန်ပေါင်းတာက16ခွန်3ကြိမ်ပေါင်းတာ20နဲ့3 5လေးကြိမ်20နှစ်နဲ့ကြိမ်ပေါင်းတာ၄တဖန်ဒီနှစ်နဲ့ဒီ6နဲ့ပေါင်းတာ7 3ညနဲ့8ပေါင်းတာကလည်း8ဆိုပြီးဖြစ်ပါတယ်8နဲ့ကြိမ်16 6နဲ့4ပေါင်းရင်20ဖြစ်ပါတယ်ခင်ဗျာဒီ၄နဲ့6ပေါင်းရှင်း10 8နဲ့3ပေါင်းတော့9ဆိုတဲ့အတွက်9လုံးပိန်ဖြစ်ပါတယ်ဒီ9လုံးပိန်မှာ6 9 6ဖြစ်ပါတယ်ခင်ဗျာ ။ဒါဆိုရင်ကိုလုံးပင်မှာ6ကို6ပေါ့နော်။ဒီဟာဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်ဒီ6ကို8တပင်ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်။3ည3ချိန်3ည sorry 3ညပေါ့နော်။ပြီးရင်ကို3ချိန်ပေါင်းတာ20နဲ့ခွန်။6နဲ့9ပေါင်းတာက35 6 3ချိန်ပေါင်းတာက28 5လေးချိန်20 3နဲ့ချိန်1ရှင်းတဲ့ဒီ၄ပေါင်းတာက7နဲ့8ပေါင်းတာက25ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ခုနှစ်၅ပေါင်းနာဆနစ်နှစ်ပေါင်းရှင်းနေပေါင်းနဲ့၂၀ဖြစ်ပါတယ်။နေနဲ့နှစ်ပေါင်းနာလေး၄နဲ့၅ပေါင်းရှင်းကိုကိုလုံးပဲမှာ၈ကို၈စုပြီးဖြစ်ပါတယ်ခင်ဗျာ။ကိုလုံးပဲမှာ၈ကို၈အဒီမှာကိုလုံးပဲဖြစ်မယ်ပေါ့နော်။ကိုယ်လုံးပိုင်ကျွန်တော်ဒီမှာ၃ချိန်ဆက်တိုက်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီဟာကိုဆက်ပြီးနေလာကြည့်မယ်ပေါ့နော်။၃ညာ၃ချိန်ဆိုရင်အတွက်၃၃ချိန်၊၉မှာ၃ချိန်ဆိုရင်အတွက်ဒီ၅မှာ၃ချိန် ထိတ်ရှိနေတယ်မှာဂျိန်စီထိတ်ရှိနေတယ်မှာပေါ့နော်ပြီးရင်ရှောက်ကို3နဲ့လောက်တယ်လို့ရှစ်ကို3နဲ့လောက်တယ်9လေးဂျိန်အပိမာ1ဂျိန်3လေးဂျိန်အပိနဲ့ဂျိန်1ဂျိန်1ဂျိန်ပေါ့နော်တဂျိန်စီပြီးရင်ရှင်းနဲ့ထပ်ပေါင်းသွားတာဖြစ်ပါတယ်ခင်ဗျာ3 3ကြိမ်ပေါင်းရှင်းဒီ9ပေါ့နော်9 3ကြိမ်15 89ပေါင်းတာ79 83ကြိမ်ပေါင်းတာ24နဲ့4 3 4ကြိမ်ပေါင်းရှင်းစနစ်8နဲ့ကြိမ်16 3နဲ့6ပေါင်းတာ ကိုနဲ့ရှစ်ပေါင်းရှင်းဆက်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ပါဆိုရင်ဒီခွန်နဲ့လေးပေါင်းတာ73တင်းနဲ့9ပေါင်းရင်20ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ခွန်ခွန်ပေါင်းတာ74ရှောင်းနဲ့ပေါင်းရင်20ဒီ9ရက်ဒီ2ရက်ပေါင်းတော့9ဆိုတဲ့အတွက်ကျွန်တော်ဒီဘက်မှာ9လုံးပိုင်းရတာဖြစ်ပါတယ်ခင်ဗျာ။ဒါတင်ချာနည်းရပါတော့ကျွန်တော်မိတ်ဆွေများတနည်းလေ့လာလို့ရအောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်။ ။အဲဆိုရင်ကျွန်တော်ဒီမှာခုနှစ်လုံးပဲဒီဖက်မှာတော့ကျွန်တော်၃လုံးပဲဆိုပြီးဖြစ်ပါတယ်ပေါ့နော်။အဲဆိုရင်၃ခွန်တွဲမလားပေါ့နော်။ဒီနေ့တစ်ခုစလုံးဆက်ပြီး OK ခင်မယ်ဆိုရင်ပေါ့နော်။အဲ့ဒီဟိုဘက်နဲ့အဲ့ဒီနှမျိုးထက်ကမရှိတော့ဂျန်နီတဲ့တဲ့ဟာကိုရွေးရှင်လို့ရတယ်ပေါ့နော်။ဒါမှရှင်များလည်လာလို့ရအောင်ကျွန်တော်နီးနေတကောပြန်လည်မြောက်ရှင်ဖြစ်ပါတယ်။โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြပါဆက်ရှမ်းတာပြီ ကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ